Kitten's Record. Hello guys. Hello. ဒီနေ့တော့ကျွန်တော်တို့မိသားစုလိုက် breakfast တော့စားမယ်။မနက်စာတော့စားဗမာစားမယ်မိမ။ဈေးထဲမှာနာမည်မခေါ်တယ်လို့ essay ချင်းမိုင်မှာတော့ရှမ်းကိုပြောနေကြတယ်။အဲ့တော့ရှမ်းအစားစားအရန်ကောင်းတယ်။ရှမ်းအစားစားအစစ်စားရတာပေါ့နော်။ကျွန်တော်အမျိုးသမီးကလည်းရှမ်းဆိုတော့သူကအဲ့လိုရှမ်းအစားစားအရန် ကြိုက်ချင်းမှရောက်လာတယ်မတူမသိဘူးတောင်ကြီးကိုပါတို့တို့နေတဲ့ရှမ်းပြည်ကိုပြန်သွားတယ်လို့ခံစားရတယ်အဲအဲ့တော့ဒီနေ့ရှမ်းအစားစားတော့စားမယ်လိုက်ခဲ့ပါဘာတွေရှိလဲဆိုတာတော့ကြည့်ပြီโอเคကျွန်တော်တို့ကလာပြီဆိုရင်ဒီတရားကိုအမြဲတမ်းဖြတ်ရတယ်ကိုရီနေတဲ့နေရာဟိုရန်ကုန်မှာဆိုရင်မြောက်တဂုံဘက်လိုဖြစ်တယ် နောက်တစ်ခုဆိုလို့ရှိရင်လေမြူထဲသွားခြင်းဗီလီတရာကိုကူပါတယ်အဲအဲ့လိုပဲကျွန်တော်ဒီမှာလဲချင်းမိုင်မှာလဲကျွန်တော်နေတဲ့နေရာနောက်တစ်ခုဘတ်လည်းဖြစ်အဲတော့မြူထဲသွားခြင်းအဲ့ဒီတရာကိုကူပါကျွန်တော်တို့အခုသွားနေတဲ့ဈေးကြီးကသူကရန်ကုန်မှာဆိုရင်တိန်ကြီးဈေးတို့သီရိမင်္ဂလာဈေးတို့လိုမျိုးကုံမျိုးစုံရနိုင်တဲ့ဈေးကြီးပေါ့ဗျာ ဒီဈေးကိုဝင်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ထင်ရှားဆုံး trade mark ကတော့အခုကျွန်တော်တို့စီမှာတရုတ်တန်းလိုမျိုးမော်ဦးကြီးကိုတွေ့တွေ့ရတယ်အဲအဝင်ဝမှာအဲ့လိုတရုတ်ပုံကြောင်ပုံစံဆိုင်းပုံကြီးရှိတယ်အဲ့ဒီပုံကြောင်ပုံစံဆိုင်းပုံကြီးတွေကိုဝင်လာလိုက်ဝင်လာပြီးရင်သူကျွန်တော်ကားရမဲ့နေရာကသူညာဘက်ခြမ်းမှာရှိရရှိရရှိကဘာကြီးရှိပါလိမ့်ဈေးကတော့ရောက်ပြီ ဒီမှာအဲ့တခုစိတ်ချမ်းသာတာဗျာဘယ်ရရောက်ကားပတ်ကင်လေးရတာလည်းစိတ်ချမ်းသာကားပတ်ကင်မရယူပြီးတော့အနာရက်လို့ရတယ်မှန်ပါဘာကင်ကြီးအနေနဲ့ခုန20ဒေါ်လာတောက်သွားတယ်ဒီစစ်ဒီစစ်ပါဘာ20ဘောဈေးတွေကိုကျွန်တော်လည်းလိုက်ကြည့်အောင်ဟုတ်ပါတော့ဒီအဝင်ဝါမှာဆိုရင်ရွှေဆိုင်နှစ်ဆိုင်ရှိတယ် ်အခုကျွန်တော်တို့သွားမယ်ခေါက်ဆွဲဆိုင်ကိုအဝင်ဝါကြီးမှာရွှေဆိုင်တာဆိုင်ရှိတယ်ပြီးရင်တော့ဈေးလေးကိုရောက်ပါပြီအာဈေးရဲ့နာမည်ကဒီမှာရေးရတယ် Welcome to Warre Rocks Market Warre Rocks Market okay အကြည့်ရဒီဈေးကြီးထဲမှာကကုံချောက်မျိုးစုံ ပြီးတော့အဓိကရနိုင်တာကအသေးအနှံ6ပြီးအများကြီးရှိတယ်ဗျာ ဥပမာခရမ်းကျင်သီး6တို့ပြီးရင်ဒူးရင်သီး6တို့ဇီးသီး6မျိုးစုံပေါ်ပြာမတ်မွန်သီး6တို့အစသဖြင့်အစုံရှိတယ်အချောက်ဘောင်းစုံပဲကြိုက်တဲ့အချောက်ပြောမသိရင်တောင်ပြုံးပွဲရောက်နေတယ်လို့ပဲဒီဈေးကိုလာတဲ့နိုင်ငံသားတော်တော်များများထဲမှာအထူးသဖြင့်တရုတ်တွေဆိုလို့ရှိရင်အဲ့အသီးနှံ6တွေတော်တော်များများဝယ်စားကြတယ်သူတို့နိုင်ငံမှာပဲမရှိလို့လားတော့မသိဘူးဒီကနေအကုန်မတာကျွန်တော်တို့သွားမယ့်နေရာကဒီဘက်ဘယ်ဘက်ကိုကြွေးလိုက်ရင်အခုလိုမျိုး center တွေမှာဆိုလို့ရှိရင် food count ပုံစံမျိုးပေါ့ food count ပုံစံထားရတဲ့နေရာဒါမှမဟုတ်သူကတိမ်ကြီးဈေးလိုမျိုးပုံစံဖြစ်နေပေမဲ့သူ့ရဲ့ food count ကတော့တော်တော်လေးကိုတည့်ရတယ်ကဲတွေ့တဲ့အတိုင်းပဲအဲ့ဒီမှာဇပွဲကုန်တွေမှာအများကြီးပဲကြိုက်တဲ့ဇပွဲကိုဝင်ထိုင်ပြီးတော့ကြိုက်တဲ့ဆန်ကနေပြီးတော့ဒီကိုကြိုက်တာကိုမှားစားလို့ရတယ်ဗျာ ဒီဆိုင်မှာဝယ်စားရင်ဒီဆိုင်ရဲ့ရှေ့မှာပဲထိုင်ရမယ်ဆိုရဲတတ်မှတ်ချက်မျိုးမရှိဘူးကြိုက်တဲ့နေရာဝင်ထိုင်စိတ်ကြိုက်ထိုင်အေးစီပဲဘယ်သူမှဘာမှမပြောဘူးကျွန်တော်သားအိုက်ဇက်ကတော့ကပ်ကိတ်တစ်လုံးနဲ့ဟန်ကိုကြံ့နေရောပဲရှမ်းခေါက်ဆွဲရှမ်းခေါက်ဆွဲမှာမီးရှည်တွေပါတယ်အကုန်ရတယ်မြေရတော့ရှမ်းခေါက်ဆွဲစားမှာသူဘူးနေလဲရတယ်သူဘူးတုတ်လဲရတယ်ပြန်ရှမ်းရှမ်းအစားစားနဲ့ပတ်သက်လို့ခေါင်းရအောင်။ဟုတ်ကဲ့။စကောင်းဒီဒီဆိုင်မှာဘဝရေးတာပြီးသား ကျွန်တော်တို့ကရှမ်းလို့မင်းသားရေမင်းသားဆိုရှမ်းရှမ်းပြည်ပေါ့ပြည်ကမှတပါလာနာမည်နဲ့အောင်တော့ခိုင်းပါဆိုရင်လည်းကျွန်တော်တို့ရှမ်းကိုရှမ်းလို့နာမည်လေးလို့ခိုင်းရည်လို့ပေါ့မမမမမဲဆိုပါခိုင်းရည်ခိုင်းရည်ဖြစ်ဆိုတော့ကျွန်တော်တို့ရှမ်းလို့မျိုးတွေအစားအစားပေါ့ပြည်ဘေးမှာလည်းအများကြီးရှိသေးတယ်ဘယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဝက်နဲ့ပတ်သက်တဲ့ ော့6ရောက်ပေါင်းလို့ပါလို့ရတယ်ပြည်ဒီမှာကဒါအတုပ်စုံတန်လို့ပါလို့စုံတန်ဆိုတာကမလို့အလုံးကြိုက်တယ်တင်မော်ဒီထောင်အဲအဲ့ဒါစီကျက်မာလာသေးလားမာပြီပြီစီကျက်အခုတက်မာလာတယ်ဒီဆိုင်ကတော့ကျွန်တော်ရဲ့ favorite စီချက်ဆိုင်ပဲဗျ။ဒီစီချက်ကိုစားခြင်းလို့တမင်ဒီစီလေးကိုလာတာ ဒီဆိုင်ရဲ့ဖွင့်တဲ့တက်တန်းကတော်တော်ကြာနေပြီဒီအမပြောပြတာကတော့သူ့ရဲ့အမေလက်ထက်ကလေးကဒီဆိုင်ဖွင့်လာတဲ့ဆိုင်မှာလည်းမြန်မာလိုပါတခါလေရေးသားပြီးသားမြန်မာလိုရောထိုင်းလိုရောရှမ်းလိုရောအင်္ဂလိပ်လိုဘာသာ၅မျိုးနဲ့ရေးသားတယ်စီချက်ရှမ်းခေါက်ဆွဲဆိုရင်ဘတ်40ဘတ်50ပြီးရင်ဒီဆိုင်ရဲ့အကောင်းဆုံး signature menu ကရှမ်းဝက်တချင်ဝက်တချင်တပွဲကိုနှစ်ချောင်းပါတာကို20ဝက်တချင်တွေကိုအခုလိုမျိုး အစိမ့်လိုက်သူတာထားရတယ် ကတ်စတမာကစားမယ်ဆိုမှပြုတ်ပြီးပေါင်းပေးတာစီချက်ခေါက်ဆွဲရဲ့အဓိကအသက်ကတော့အဲ့ဒီခေါက်ဆွဲဘက်ရဲ့နူးညံ့မှုနဲ့ပြီးတော့အဲ့ခေါက်ဆွဲဘက်ကအိမ်မှာလုပ်တဲ့ဟုံးမိတ်ခေါက်ဆွဲဘက်ဖြစ်ပါတယ်ခုဆိုရင်ဝက်သချင်တွေကိုလည်းပြုတ်ထားတာကိုတွေ့ရတယ်ပြီးရင်သူ့ထဲမှာထည့်တဲ့စီချက်မှာထည့်တဲ့ဂျာညို့တို့ပြီးရင်ပဲငံပြာကြီးပြီးရင်ငံပြာကြီးစသဖြင့်ပေါ့နော်ဒီရှမ်းအစားအစား ရှမ်းရဲ့ taste ကိုရဖို့အတွက်ကပါဝင်တဲ့ ingredients တွေကလည်းအရန်ကိုအရေးကြီးတယ်ဒီထဲကစိုင်းနေအကုန်လုံးကိုတဆိုင်ချင်းလိုက်ကြည့်လိုက်စိုင်းနေအားလုံးကတန်ရှင်းတက်ရက်ပြီးတော့တော်တော်လေးကိုစားကျင်စရာကောင်းတယ်ပြီးတော့ကျွန်တော်သဘောကျတဲ့အချက်တစ်ချက်ကသူ့ဆိုင်ရဟာကိုစားမှငါဆိုင်ရဟာကိုစားမှဆိုရင်ပုံစံမျိုးမရှိဘဲနဲ့ customer ကိုအတင်းလဲထိုးမရဘူး customer ကြိုက်တာဟာသူ့အတူမှာပြီးတော့သူတို့ဆိုင်ရမှရင်သူတို့လုပ်ပေးတယ် အနည်းဆိုင်ရမှလို့ငါဆိုင်ရမှလို့ဆိုပြီးတော့ဝယ်သူကိုလည်းလိုက်လို့မနေဘူးကဲစီချက်ကိုတော့အခုလိုမျိုး share နေပေးနေပြီဗျာအဲ့ဒီမှာစီချက်နေနေတာကိုကြည့်ပြီးတော့တရေတောင်ကြာလာပြီတဘွဲတဘွဲကိုလည်းမနေဘူးဗျာပြီးတော့လိုအပ်တဲ့အစာပလာမုန်းကျွတ်တွေလည်းပါတယ်အသားဘက်လေးတွေကလည်းကင်ထားပြီးသားကြော်ထားပြီးသား share ပေါ့ဩโอเคโอเคတော့မထမ်းဘူးပုံမှန်ကျွန်တော်စားနေကြရှမ်းကျင်မရှိတော့လို့ကုံသွားလို့ပဲဒီကောင်လည်းမုံမြင်းကျင်မှာစားလို့ကောင်းပါလားဘုံလာထုတ်လားဟာဝေါ်ရှမ်းခေါက်ဆွဲအားတော့မိမမှာတော့ရှမ်းခေါက်ဆွဲရောတန်းကန်နော်အော်လည်းမင်းဟုတ်တာအဲ့ကျွန်တော်မှားရတဲ့စီချက်ရောက်ပြီ။ဒီခါအာ 哦，山号是椰子啊，哈啦。那不山号是山西椰子吼。山西有吗？哦。哎，喏，风扇啊，这山也没丢喏。好大，内蛮内蛮，我有阿里嘛啥的风扇。飞机吧。 要嘛，外地去人，外地的去人，抓山的去，哎呀啦，口水个多。嗯。我到一前过年买肉没有的的，讲那鲜口水公司嘛，好，底下也多，山，还淹水地哦嘛，臭的。哎呀，都过外古玩楼个了。嗯，古玩古玩就话个，哎，我去接出来就话古玩这个，我的妈，你看多 d 钱？外地没这么高喏。外地没 e 么高啊，外地哎呀哎呀啦，要嘛，要啥嘞，不嘛。 哇，我的钱要老一。中华。ประมาณสี่เดือนสิ้ปีเขาแต่ละญาติคุณจะต้องรู้ขนาดหมือนแล้วเนาะอาสิ้นปีออก อ๋อจะมีบ้างก็ได้เรื่อนนั่นก็ไม่ได้แต่ได้เลื่อนไปนะอ๋อแล้วก็เจ้าสุนอาหารไม่ได้จะแยกสั้นเหลือเห็อเนาะสองแสนถ้ามันได้เรื่อนก็คืนกว่าแล้วก็จะชื่อสุนอาหารนั่นแหละตั้งใจให้เป็นตารเป็นเจ้าพาไจ้าหนแบบอ๋อเลียเลียเจ่อก็เสียตั้งเหนือขนาดเลียเลียเียเนาะรู้สายหัวเนาะ နောက်တပတ်လောက်ဆိုအပေါ်ပြောင်းတော့မယ်တဲ့ဩရေဆိုင်မှာဒီဒီဒီနေရာအကုန်လုံးကဟိုအဖြစ်မှာအအဝတ်တွေပဲရောင်းတော့မှာပေါ့နော်ကျွန်တော်လည်းအခုမှသိတာသူပြောမှာကျောင်းမင်းမရှမ်းဆိုတော့သူတို့အချင်းချင်းရှမ်းလို့ပြောတာနှလောင်ရွှေ့နေတယ်ဒီနေရာကကျွန်တော်ဘေးမှာကျွန်တော်ပြမယ်ဒီနေရာကသားတောက်ဆိုင်တန်းဆိုပေမဲ့ဘေးမှာအဝတ်အစားရောင်းတဲ့နေရာတွေရှိတယ်ကျွန်တော်ဒီမှာပြအဝတ်အစားရောင်းတဲ့အတန်းတွေရှိတယ် အမှတ်တရပါဗျာဆော်ဗီနီယာရှမ်းဝက်စားတွေရှမ်းထမိန်တွေရှမ်းလုံချီတွေဒါတွေပေါ့အဲ့ဒါကြီးပဲရောင်းပါโอเคဟုတ်တဲ့ channel ဒီမှာတို့တို့ကတရက်နဲ့တရက်တရက်စာတရက်စာပဲတို့တို့လုပ်တော့အရန်စာကောင်းတယ်အသားတင်ရေအရန်အများကြီးပါတယ်တချို့ဝက်တဲ့ channel တွေကအသားနည်းပြီးတော့ထမင်းများတာပေါ့နော်ဒီရဲ့ဝက်တဲ့ channel အသားများတာနော်ရဲ့ဝက်တဲ့ channel အသားအရန်များတယ်ပြီးတော့အသားရဲ့အချင်း taste ကဟိုတရက်စာတရက်စာပဲတို့တို့လုပ်တော့ ကူချင်တဲ့အချင်တေးဆိုတာအရန်ကောင်းတယ်။အရန်ကောင်းပြုတ်။ဟာဒီဝတ်တချင်တဲ့ဟိုအနေဆိုရောလိုက်မှာရော share ပဲ။လိုက်တယ်။ဈာဆာဆာဘယ်လိုလဲတွဲဆော့ဆော့ဆာစားလို့ကောင်းတယ်။လိုက်လဲလိုက်တယ်။ကဲဒီတခါတော့ကျွန်တော်အလှည့်ပဲဗျာ။ဒါကကျွန်တော်စီချက်နဲ့ပဲတွဲဆော့ဆာဘာနဲ့ပဲဆော့ဆာမြူတီဒီချက်ထားရပါ ပြုတ်ပြီးဂျုံသူ့ feature တပွဲတပွဲလည်းနဲရမှာလေဝဲရအကြီးရဒီစီးထဲမှာကျွန်တော်အကြိုက်ဆုံးကတော့စီချက်ကအကြိုက်ဆုံးပဲသူ့စီချက်ကနဲထားပြီးသားပဲဒါပေမဲ့ကိုရီစီရောက်မှအဲ့လိုမြူတီးလေးပါနေထက်ပြီးတော့နည်းနည်းထက်နေလိုက်မြူတီအဲ့လိုရှမ်းခေါက်ဆွဲဆိုင်တွေပါရောက်လို့ရှင်ဒီကရှမ်းခေါက်ဆွဲဆိုင်တော်တော်များများ အမျိုးပြီးကိုနဲလို့ဆိုပြီးတော့ခဏနှစ်ခွန်းကုန်းတော့မထည့်နိုင်ဘူး။ရမ်းဆက်တာသူ့အမျိုးပြီးရရှယ်ဆက်တာ။ကဲစီကြကတော့နဲရမှာမဟုတ်ရဘူး။သူ့စီကြကကျွန်တော်တို့အဲတရုတ်တန်းမှာစားတဲ့စီကြလို့ပါလို့အဲ့လိုမျိုးလည်းမဟုတ်ဘူး။သူ့စီကြရဲ့အရသာပုံစံမျိုးပါ။ဟိုရှမ်းစတိုင်စီကြပေါ့ဗျာ။ပြီးတော့ထဲထဲမှာတုံးလာတဲ့ကြာမျိုးကိုလည်းငံကြာရေလို့အဲ့ဒါကြီးကြွားတယ်။ ပြီးအဓိကစီချက်အသားကလည်းကိုယ်တိုင်လုပ်တဲ့ထောက်ဆွဲသားဖြစ်တဲ့အတွက်음တော့တည်နေမြန်လေးနဲ့ဒါရောမူးနေတာအာမြန်လိုက်တာမပိုက်စားတာကြည့်အောင်အကြီးကြီးပဲကျွန်တော်အဖတ်တွေကုန်ပြီဒီမှာကျွန်တော်စီချက်နှစ်စွန်းလောက်ပဲစားရသေးတယ်စားကောင်းလားလူစီကျက်ကတော့ဘလို့လောက်အောင်ဆိုတော့တို့ကချက်ဦးနဲ့ချက်ဦးနဲ့ကိုမများထည့်ပြီးတော့မှနေတာ ိကတို့ကဘာလို့ဆိုစော်လာမထဲဘူးစော်လာထဲတဲ့စီကြက်အသားနဲ့စော်လာမထဲတဲ့စီကြက်အသားနဲ့ကွာလေစော်လာမထဲတာတော့စီကြက်ကဘယ်လိုဘယ်လိုပဲပြုတ်ပြုတ်အရန်ကွာတက်မလာဘူးကွာတက်မလာတော့အရန်စားလို့ကောင်းတယ်ကလေးတွေလူကြီးတွေကျွေးလို့လဲတော့အဆင်ပြေတယ်သူစီကြက်ကကျွန်တော်သားဆိုရမ်းကြိုက်တာအဲ့စီကြက်ကိုသူကအဲ့ဒီဒီဆိုင်စီကြက်ကိုသူကဘယ်လိုဘယ်လိုပြောလဲဆိုတော့မဲထောက်စီကြက်တဲ့မဲထောက်ဆိုသူ့အဖွားပေါ့ သူ့ဘွားလုတ်ပြီးတဲ့စီဇန်နဲ့တပုံစံနဲ့ပဲတဲ့အဲအဲ့လိုစီဇန်အသားအရန်ကောင်းလို့လို့ကလေးတွေစားရင်လည်းအန်ဒီဘေးဥပတ်မဖြစ်စေဘူးအဟာရဖြစ်စေတယ်ကျုပ်ခေါက်သွားလားကျုပ်နဲ့လို့ကျုပ်နဲ့လေကျုပ်နဲ့ကျုံနဲ့ဘာသာထမ်းတဲ့စီဇန်နဲ့အလိုက်နေတော့ ရဲ့ကိုကဲ့ဘာမုံညင်းညင်းမရှိတော့မုံလာရုပ်ချုံလေးနဲ့ခီးတယ်လေးနဲ့嗯。啊。你好，多少？完了。我我我，你有吗？ များတယ်ဒီတဝဲဝင်ကျွန်တော်ဆန္ဒမနက်စာစားရလိုက်ရင်နေ့လယ်တနင်္ဂနွေနေ့ရောက်မှပြိုက်ပြန်ပါအဲ့တော့အဲ့ဒီအတွက်ပါစတယ်မှန်နေတာပါ အိမ်ကဝတ်ချင်တယ်။အလဆောင်ပေးဖို့ပဲ။လက်ဆောင်ပေးဖို့။တပွဲမနေ့ကောင်အောင်ဖောက်ရအောင်။ဘုရားရှင်အားလည်းတော့လည်းမြန်အနေရပါတော့ဟုတ်နှစ်ပွဲသာပေါ့လေးတောင်းတစ်ခါမှာပါကွတ်တူရ 我拉不愿。挺多的。走。走。没喊没喊。嗯。三年里才搞么？哪个？我我兄弟今年才路过，咋搞？ တယ်ရှမ်းအစားအစာကိုကြိုက်တဲ့သူတိုင်းဒီဈေးကိုလာတက်ပါတယ်ရှမ်းအစားအစာမျိုးစုံနဲ့ခိုင်းအစားအစာတွေလည်းရမယ်ပြီးတော့အချိုရည်မျိုးစုံ bubble tea coffee စသဖြင့်အများကြီးရှိတယ်ဒီနေရာလေးကိုကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ကဈေးဆိုင်တွေတလောက်များနေတာကိုလာတဲ့ customer ကိုအတင်းလူပြီးတော့ အမဲဖြတ်တယ်လို့ဝိုင်းဆွဲတာမျိုးမရှိဘဲနဲ့ customer စိတ်ကြိုက်လွတ်လပ်စွာနဲ့အေးအေးချမ်းချမ်းစားခွင့်ရှိတာကိုအယံသဘောကျတယ်အဲ့တချက်ကိုတော့ကျွန်တော်တော်တော်သဘောကျအဲ့တော့လာတဲ့ customer လာစားတဲ့ customer ကဘာပဲဖြစ်ဖြစ်အာယုံမနာတော့ဘူးပေါ့ဗျာဒီတစည်းလုံးမှာစားစရာမုတ်အစုံအလင်နဲ့အခုလိုမျိုးလက်ဆောင်ပေးလို့ကောင်းတဲ့မုတ်အချောက်တွေကျွတ်ကျွတ်ရွရွ snack တွေမျိုးစုံကို ဝယ်ယူလို့ရပါတယ်ပြီးတော့ထိုင်းလူမျိုးဗုဒ္ဓဘာသာဝင်တွေရဲ့ယုံကြည်ရာဖျားဆွဲကြိုးတွေအဆောင်တွေကိုလည်းရောင်းသေးတယ်နာမည်ကြီးတဲ့စိုက်ကော်လို့ခေါ်တဲ့အဲကျွန်တော်တို့ဝတ်ဥချောင်းလို့မျိုးအစာတော့ထားတဲ့အသားချောင်းတွေလည်းအများကြီးဝယ်လို့ရတယ်ဈေးကြီးကအကျယ်ကြီးပဲဗျပုံမှန်လည်းအထက်ကြီးအများကြီးကျန်သေးတယ်ဈေးလုံးကိုပတ်သွားမယ်ဆိုရင်တော့ကုန်မောင်းမှုဘူးမဆိုအကလေးဦးတယ်လေကလေးမွေးလာဝဲရမှာဒါ ာနောက်ပြည်ပြည်လေးမွေးလာဝဲရတော့ဇေယုံကြီးကအတွင်းထဲမှာတင်ကျေတာမဟုတ်ဘူးဗျာအပြင်မှာလည်းအပြင်တန်းနေဆိုပြီးတက်တက်ရှိသေးတယ်ဟိုဘက်ကားလန်းကူးလိုက်ရင်လည်းဆိုင်ကန်းတွဲတွေမှာအများကြီးပဲအင်းကြီးအင်းကြီးဝဲလာတမတတော့မသိဘူးငါအာ600တဲ့ငါ900နဲ့စစ်ခဲ့ရတယ်ငါစစ်တာနဲအောင်နေတော့လားမသိဘူးဝါး တကယ်တမ်းဒီဇေးကြီးတဲ့ကိုပတ်မယ်ဆိုလို့ရှိရင်တနေကုံသွားရင်တော့မဆိုင်နေနှံ့မှာမဟုတ်ဘူးကျွန်တော်ထင်တော့ဘာကြောင့်လဲဆိုတော့ဇေးရဲမှာဆိုင်နေရအများကြီးပဲဇေးတန်းကြီးဆိုလည်းနဲတိုင်းမဟုတ်ဘူးတော့ကြည့်အောင်ဟိုကျွန်တော်တို့တိမ်ကြီးဇေးတို့သရီးမင်္ဂလာဇေးတို့ထဲအောင်မှာကြည့်ရင်ကြည့်အောင်ပဲအဲ့တော့တရက်တော့ကျွန်တော်ဇေးတဲ့ကိုဆောင်းလိုက်ပြီးတော့ပြပါအောင်မယ်ဒီနေ့တော့အဓိကပြချင်တာအဲ့စီချက်ဆိုင်အရန်ကောင်းတယ်ရှမ်းခေါက်ဆွဲပါနေအဓိကပြရှမ်းလူမျိုးတွေရှမ်းအစားအစာကြိုက်တဲ့သူတွေအကုန်လုံးဖိတ်ခေါ်ပါတယ် ဒီဈေးကိုလာပြအောင်လာပါ Warrior Rock C Warrior Rock Market လို့ခေါ်ပါတယ်ခုနကကျွန်တော်ပြောတဲ့တရုတ်ဘုံကျောင်းလို့ဆိုင်းဘုံရှိရှိတယ်ဟိုဘက်မှာဆိုရင်တော့ကျုံးတယ်လည်းနေတယ် Okay နောက်ဗီဒီယိုမှာထပ်တွေ့ရပါဗျာဒီနေ့ record ကိုကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် See ya guys this is Nathan's record bye This is Nathan's record